အားလုံးပဲမှာလာပါခင်ဗျာဝဲဖော်ဘော channel ကနေအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်အခုပဲဒီမင်းညားကရှင်းပြန်ခဲ့တာကြတဲ့ Premier League ပွဲစဉ်တွေပဲဖြစ်တဲ့ Liverpool နဲ့ Manchester United တင်းတို့ရဲ့ပွဲစဉ်တွေပဲဖြစ်ပြီးကျွန်တော်ရဲ့ပွဲပြီးသုံးသပ်ချက်အမြင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်ဒီ Manchester United တင်းက Liverpool တင်းကို2ဂိုးတိုးဆိုတော့ရလဲနိုင်ရရှိခဲ့တယ်ဒီပွဲနဲ့ပတ်သက်ပြီးမပြောခင်လက်ရှိ Premier League မှာအခက်အခဲဆုံးကွင်းရဘယ်ကွင်းဖြစ်မယ်ထင်လဲဗျကျွန်တော်ကတော့လက်ရှိ Premier League မှာဆိုရင် Liverpool ရဲ့ MP က အခက်အခဲဆုံး ქვენ လို့ကျွန်တော်မြင်နေဘာလို့လဲဆိုရင်ဒီ ქვენ မှာဆိုရင်ဟိုတောင်းတန်းကိုတင်နေသုံးမှတ်ရဖို့ဆိုတာတည်းတမှတ်ရဖို့တော့မလွယ်ဘူးဗျာများသောအားဖြင့်ရမှတ်မရရှိပဲဟိုလှည့်ပြန်သွားရတဲ့ခါတွေများတယ်ဒီဥပမာနဲ့ကျွန်တော်ပြောရမယ်ဆိုရင်ဒီနောက်ဆုံး၈နှစ်အတွင်းမှာ၆ကြိမ်ဖြစ်ခဲ့တဲ့ Manchester City လို့အသင်းတောင်းဒီ Liverpool ရဲ့ MV ქვენ မှာဟိုသုံးမှတ်မထားနဲ့တမှတ်ရတဲ့ပွဲတောင်မှသူ့နဲ့လက်ချိုးရီလို့ရတယ်ဗျာများသောအားဖြင့်မသိဆို Liverpool ქვენ ဆိုမနိုင်တာများတယ် ဒါဘာလဲဆိုလက်ရှိဟိုပရီးမီးယားလိမှာအခက်အခဲဆုံး queen လို့ဒါပြောလို့ရတယ်ဒီ queen မှာဆိုရင် United အနေနဲ့အကောင်းဆုံးဒီနေ့ဒီနေ့ပွဲမှာဆိုရင်အကောင်းဆုံးရင်ဆိုင်ပြီးကစားသွားခဲ့တယ်တကယ်တမ်းလည်းသူတို့အနိုင်ရနိုင်တဲ့ထိုက်တယ်မှာတယ်ဒါကြောင့်မို့လဲသူတို့ဒီနှစ်ကိုတကိုဆိုရရလဲနဲ့အနိုင်ရရှိခဲ့တယ်ဒါကြောင့်မို့ကျွန်တော် United ကိုတို့အချီးကျူးရမယ်ဂိမ်းအကြောင်းပြောရမယ်ဆိုရင်ဂိမ်းဂိမ်းနဲ့ပတ်သက်ပြီးဒီ Manchester United အနေနဲ့ဒီဒီပွဲထဲမှာကစားသွားခဲ့ပုံက ကျွန်တော်အမြင်ပြောရရင်ဒီဆန်ဒလန်တင်ရဲ့ပွဲစဉ်ကပထမပိုင်းကစားသွားတာနဲ့တူတူပဲဗျဘာလို့လဲဆိုရင်သူတို့အနေနဲ့ဟိုဘောလုံးရပြီဆိုတာနဲ့ဒါတိုင်းအတက်ဆန်ဆန်ကစားတယ်ဟိုပြီးခဲ့တဲ့ဆန်ဒလန်တင်ရဲ့ပွဲစဉ်မှာဆိုတော့သူတို့ဒီဘောလုံးရပြီဆိုတာနဲ့ United အနေနဲ့ area ထဲမှာဆိုရင်ဒီနောက်ပြန်ပေးတာတဲ့သူတို့နေ area ထဲကိုယ့်ရဲ့တိုက်စစ်ကစားမှာဘယ်သူရှိလဲအရင်ကြည့်တယ်ပြီးရင်အဲ့ရှိတဲ့ကစားသမားစီရောအကောင်းဆုံးပေးပို့ပြီးသူတို့အနေနဲ့ ကိုကန်သွင်းခွင့်နေလို့တယ်ဒါကတကယ်ကိုဟိုအတင်းအတွက်လောက effective ဖြစ်တယ်လို့ပြောလို့ရတယ်ဒီနေ့ပွဲမှာဆိုလဲဒီလိုမျိုးကစားဟန်ချောင်းမလို့ကိုကန်သွင်းခွင့်နေ United အနေနဲ့တော်တော်များများရခဲ့တယ်ဒါဟို United တိုးတက်လာခဲ့တဲ့အပိုင်းလို့ပြောလို့ရတယ်ဒီဒီပွဲမှာဆိုရင်ဒီပွဲစကဒီ10မိနစ်ကျော်ပါပဲဒီအာမက်ဒီယာလိုရဲ့ဒီ through ball ကနေပြီးတော့အဘိုးဘိုးကအကောင်းဆုံးဆုံးသက်ပြီး United ရဲ့ဥဆောင်ကိုတွင်းပြီးခဲ့တယ်ဒီခုမှာဆိုရင်လည်းကျွန်တော်တို့ဒီအာမက်ဒီယာလိုရဲ့ ဟိုဘယ်လိုပြောမလဲ creativity ပိုင်းอ่ะတကယ်ကိုကောင်းမွန်တယ်လို့ပြောလို့ရတယ်ဒီလူငယ်လေးဒီကလေးလေးอ่ะဟိုဒီကလေးဆိုမှအသက်23နှစ်ရှိပါတယ်ဒီဒီလူငယ်လေးอ่ะတကယ်ကိုဟိုတကယ်ကိုအကြီးသွေးရှိတဲ့ကသားမှာဗျာကျွန်တော်သူ့ကိုစောင့်ကြည့်နေကြာပြီဟိုသူ့အနေနဲ့ဟိုလုံးဝဘယ်လိုပြောမလဲ site တွေပါတွေပြည့်ရရတိတ်မရှိဘူးဗျာသူ့အနေနဲ့သူ့ကိုသူအမြဲတမ်းဟိုစူးစမ်းနေရလူငယ်လေးလို့ကျွန်တော်မြင်တယ်ဒါကြောင့်မို့လဲသူ့အနေနဲ့ဒီတစ်နှစ်တည်းနဲ့ပို့ပြီးတော့သူ့ရဲ့ခြေစွမ်းကပို့ပြီးတိုးတက်လာရတယ် ပြပြခဲ့တဲ့ဆန္ဒလန်သိန်းနဲ့ပွဲစဉ်မှာဆိုလည်းသူရဲ့သူနဲ့အန်ဖိုမိုးအတွဲကတော်တော်လုံးဖြစ်ခဲ့တဲ့ဒီနေ့ပွဲစဉ်မှာဆိုရင်လည်းဒီသူနဲ့အန်ဖိုမိုးရဲ့အတွဲကတကယ်ကိုတိုက်စစ်ပိုင်းမှာတကယ်ကိုထိရောက်ခဲ့တယ်လို့ပြောရမယ်လီဗာပူးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်လီဗာပူးလည်းဒီနေ့ပွဲမှာဟိုအခွင့်အရေးတွေတော်တော်များများရတယ်ဒါပေမဲ့သူတို့အဲ့ကိုရတဲ့အခွင့်အရေးတွေကိုသူတို့အကောင်းဆုံးအသုံးမချနိုင်ခဲ့ဘူးအထူးသဖြင့်ဒီပထမပိုင်းမှာဆိုရင်ဒီကပိုရဲ့ဟိုတိုင်မန်နဲ့လုံးနေတို့ပြီးရင်ဒုတိယပိုင်းမှာဆိုလည်းဒီမီလော့ကာကက်စ်ရဲ့ ဟို area ထဲမှာ cross ball ဒီထောင်ပေးလိုက်တာပါဒီမိုးမိုးစားလက်ဟိုအဆုံးသက်တာလေးဆိုအမှန်ဆိုအဲ့လိုလုံးနေဆိုရင် goal ရမယ်လုံးနေဒါပေမဲ့သူတို့အဲ့ခွင့်ရေးတွေအသုံးချနိုင်ခဲ့ဘူးပြီးရင်ကြည့် liverpool ရဲ့တိုက်စင်မှာဆိုရင်ကျွန်တော်ဟို lanzana e set နဲ့ဟို attacking player ဂျားတွေထဲမှာဒီ corner ရှင်ပျောက်ဆုံးနေတယ်လို့ခံစားရတယ်ဘာလို့လဲဆိုရင်ဟိုဒီနေ့ပွဲစဉ်မှာ lanzana e set ဟိုဘောလုံးတစ်ချက်ဟိုများများဆဆမရခဲ့ဘူးပြသူ့အနေနဲ့ဒီ80မိနစ်အထိကစားသွားခဲ့သည့်တိုင်အောင်သူ့အနေနဲ့ဘောလုံးတစ်ချက်16ချက်ပဲရှိတယ် ဒါပါလဲဆိုတော့ဟိုအီးဆက်နဲ့လေဘာဝူတိုက်စစ်ကစားသမားတွေကြားမှာဟိုကော်နက်ရှင်ပျောက်ဆုံးနေတယ်ဗျဒါကိုဒီပြအာနီးစလော့အနေနဲ့အဖြေရှာသင့်တယ်လို့ကျွန်တော်မြင်တယ်ဒီတိုင်းဆိုရင်အီးဆက်ကဒီပုံစံတိုင်းဆိုရင်လေဘာဝူမှာဟိုသူ့အနေနဲ့ဂိုးရားဖို့တော်တော်ရုန်းကန်ရအောင်မယ်လို့မြင်တယ်ပြီးရင်နောက်တစ်ခုက United နဲ့ပတ်သက်ပြီးတော့ဗော United ကဒီနေ့ပွဲစဉ်မှာဆိုရင်ဒီ ဘောလုံးပေးပို့မှု294ချိန်လုပ်ခဲ့တယ်အဲ့294ချိန်မှာဆိုရင်ဒီလောင်းဘောပေးပို့မှုက85ချိန်အထိရှိခဲ့တယ်ဒါဘာလဲဆိုတော့ဒီ2019နောက်ပိုင်းဒီလောင်းဘောပေးပို့မှု အများဆုံးဆန်ချိန်လည်းဖြစ်ခဲ့တယ်ဒီတစ်ပွဲစမှာဆိုလဲဒီနီးပြ MO ရင်းရဲ့ဒီနီးပြူဟာအလုတ်ဖြစ်ခဲ့တယ်လို့ပြောလို့ရတယ်ဒါကြောင့်မို့ဒီဒီနေ့ပွဲစမှာဆိုရင် United အနေနဲ့ဒီကိုသမားကစပြီးတော့လောင်းဘောတွေတော်တော်များများပေးပို့တာကိုတွေ့ရတယ်ဒီနေ့ပွဲစမှာဆိုလဲကျွန်တော်တို့ ဝဒမာဒီ Sandy Lamans ကိုကျွန်တော်တို့ချီးကျူးရမယ်ဘာလို့လဲဆိုရင်သူတို့ဒီနေ့ပွဲမှာဆိုလဲသူကစားသွားတာတော်တော်ကောင်းတယ်သူရဲ့တကယ်ကို brilliant stage တွေကျွန်တော်တို့တွေ့ရတယ်အထူးသဖြင့်ဒီပထမပိုင်းမှာဆိုဒီ Alexander Isak ကန်သွားတယ်လို့ဆိုပြီးသူ့အနေနဲ့တကယ်ကိုကောင်းမွန်တဲ့ဟိုစေမျိုးသူ့အနေနဲ့လုပ်ခဲ့တယ်ပြီးရင်ဒီကိုသမားလေးကဟို United ကိုသမားတခြားကိုသမားတွေအဲ့အနေငယ်ကြွားချမှုရှိရတော့အမှန်ပဲဘာလို့လဲဆိုဒီတစ်ဖက်သင်းဟို set piece ရလာတဲ့အလုံးတိုင်းမှာဆိုသူ့အနေနဲ့ဟို ရှေ့တက်ပြီးရဲဝံဝံဟိုပုတ်ထုတ်လေးရှိတယ်ဒါပါလဲဆိုတော့ကျွန်တော်ရှေ့ရခင်က United ကိုယ်စားမတွေမှာမတွေ့ရတဲ့ဟိုဘယ်လိုပြောရမလို့ဟိုကာဝယ်မှုမျိုးလို့ကျွန်တော်မြင်နေတယ်ရင်အခုရင်တော့ဒီ United ကစားသမားတွေဆိုရင်တိတ်ပြီးမတွေ့ရဘူးအထူးသဖြင့်ဒီ Onana တို့ဟို David De Gea တို့ဆိုရင်ဟိုလူမျိုးအခြေအနေမျိုးတွေတိတ်ပြီးမတွေ့ရဘူးဒီကိုယ်စားမလေးကတကယ်ကိုဟိုရဲရင်ရင်နဲ့ကစားတယ်ဒီနေ့ဝယ်စားမှာဆိုလဲဒီ Liverpool ရဲ့ MP Queen ဖြစ်နေတဲ့တိုင်အောင်သူ့အနေနဲ့ဟိုအကောင်းဆုံးစူးစမ်း ကစားသွားခဲ့တယ်။ပြီးရင်ဒီဂိမ်းကြီးကြောင်းဆက်ပြီးပြောရမှာဆိုဂိမ်းကတော့ဒီဒုတိယပိုင်းမှာဆိုရင်လေဘာဘူးကဟိုပို့ပြီးတော့သူတို့ရဲ့ဂိမ်းထဲမှာအသက်ဝင်လာတယ်လို့ပြောရမယ်။ဒီလူသဖြင့်ဒီဒုတိယပိုင်းမှာဆိုရင်သူတို့အနေနဲ့ဒီလူသားပြောင်းလဲမှုတွေပြုလုပ်ပြီးသူတို့အနေနဲ့ဟိုကိုရဖို့အတွက်ဟို four to four formation ကိုပြန်ပြီးအသုံးပြုခဲ့တယ်။တိုက်စစ်ပိုင်းပို့ပြီးအားပြုခဲ့တယ်။ပြီးရင်သူတို့ဒီကိုကန်တင်းငွေတွေလည်းရခဲ့တယ်။ပြီးမှဒီ80ကျော်နဲ့80ကျော်နဲ့တူတယ်ဟုတ်တယ်။ဒီ ဘယ်လိုပြောမလဲဒီချေးစားရဲ့ဒီ area တဲ့ pass ကနေတစ်စင်ဒီကဘောကနေ6ခိုက်စီးတဲ့နေအကောင်းဆုံးသက်ဆုံးသက်ပြီးဒီဘောအတွက်ဥဆောင်ကိုတွင်းယူပေးခဲ့တယ်အဲ့နောက်မကြောက်ဘူးကျွန်တော်ကတော့ဟိုလီဘာပူးပြန်လာပြီးတော့ကျွန်တော်တွက်ခဲ့တယ်အမှန်တိုင်းပြောရရင်ဘာလို့လဲဆို MP ကွင်းလည်းဖြစ်တယ်ပြီးရင်လီဘာပူးရဲ့ထုံးစံတိုင်းဒီလိတ်ကိုးတွေတွင်းလေရှိတဲ့ဒီအခြေအနေမျိုးကြောင့်ကျွန်တော်ကဒီဘက်မှာလီဘာပူးပြန်လာကောင်းပြန်လာနိုင်လိမ့်မယ်လို့ကျွန်တော်စိတ်ထဲမှာတွေးမိတယ်ဒါပေမဲ့မထင်မှတ်ပဲဒီ ်မိနစ်80ကျော်မှာပဲဒီဘူနိုဖာနန်ဒက်ရဲ့ဒီ cross ball ကနေဆင်းဒီ Harry Maguire ကဒီအကောင်းဆုံးဆုံးသက်ပြီး United တဲ့အနိုင်ကိုတွင်းပြီးခဲ့တာဒါပါပဲပေါ်ပေါ် United တဲ့ဒီနိုင်ပွဲဟာတကယ်ကိုထိုက်တယ်မှုရှိတယ်နီးပြအမ်မိုရီတွက်တက်ကလည်းဒီသူ့အနေနဲ့ဒီ back to back နှစ်ပွဲဆက်အနိုင်ရရှိခဲ့ပြီးနောက်ဆုံး၄ပွဲမှာဆိုရင်သူ့အနေနဲ့သုံးပွဲနိုင်လာခဲ့တာအမ်မိုရင်တွက်တော့ဟိုဘယ်လိုပြောရမလဲဟိုအနှဲငယ်ဟိုစိတ်သက်သာရရခဲ့လို့ပြောရမယ် ဒါဘာပဲပြောပြော United ကစားသမားတွေဆိုရယ်ဒီ MP ကွင်းမှာနိုင်ခဲ့တဲ့စိတ်တက်ကဆိုရင်ဒီဘာထဲမှာမတူဘူးဗျဘာလို့လဲဆိုတော့ဒီ MP ကွင်းကတကယ်ကိုကစားရခက်တယ်ဆိုတာကျွန်တော်တို့ကစားသမားတွေလည်းသိတယ်ကျွန်တော်အားပေးတဲ့အသင်းဖန်တွေလည်းသိတယ်ဒါကြောင့်မို့ဒီနိုင်ပွဲက United ပရိသတ်တွေရော United ကစားသမားတွေရောပြီးရင် United ဒီပြအံပေါ်ရင်တွေ့ရောတကယ်ကိုအရေးပါတဲ့နိုင်ပွဲထိုက်တဲ့နိုင်ပွဲတစ်ခုလို့ကျွန်တော်အနေနဲ့မြင်တယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ